မင်္ဂလာချပွဲလုံးကိုတအူးတဲ့အကုံကြခံတဲ့အပြင်လက်ဖွဲ့ငွေအားလုံးကိုပါစူပီရိုဘက်ကိုပေးရခဲ့လို့တနင်္ဂနွေလုံးကလေးစားခံနေရတဲ့ဟင်းဝီရန်မိပါမြောင်ပရိသတ်များအားလုံးမင်္ဂလာပါရှင်မြန်မာစတာဘေ့စ်ကနေပြလဲကြိုဆိုလိုက်ပါတယ်စူပီတဲ့စင်တဲ့ဟင်းဝီရန်တို့ရဲ့မင်္ဂလာပွဲအကုံကြစိတ်တွေအားလုံးကိုသူတို့ဘက်ကသာအကုံကြခံခဲ့ရဖြစ်ကြောင်း ကုန်းယူစွာပြောလာတာကတော့ဟင်းဝင်ရန်ဖခင်ဥဝင်းကိုပါဒါအပြင်မီဒီယာအင်တာဗျူးတွေဟင်းဝင်ရန်ဖခင်ပြောခဲ့တဲ့စကားနဲ့စိတ်ထားတွေကြောင်းလူတွေကြားမှာဥဝင်းကိုကိုချီးကျူးမဆုံးဖြစ်နေရဖြစ်ပါတယ်ပရိသတ်ကြည်တိတဲ့အတိုင်းပဲငယ်စဉ်ဆုံးတွဲရဲ့မိင်္ဂလာပွဲကတပွဲတည်းနဲ့ပြီးသွားတာမဟုတ်ပါဘူးတရုတ်ပြည်ထီသွားရောက်ရိုက်ကူးခဲ့တဲ့ပရိဝတ်တီခရီးစဉ်တွေကနေစလုံ လက်မှတ်ထိုးပွဲစေဆက်ပွဲအလူပွဲအိတ်ခံပွဲကြီးနောက်ပြီးတော့နာမည်ကြီးခဲ့တဲ့ညစာစားပွဲဒင်တာပါတီတွေထိစုစုပေါင်း6ပွဲတိတိကျင်းပခဲ့ရပါပုံမှန်ဆိုရင်တော့ဒီလိုပွဲတွေများလာရင်နှစ်ဖက်မိဘအညီနိုင်ပြီးတော့ကုန်ကြစိတ်အမျှခံကြတာမျိုးရှိစမြဲပါဒါပေမဲ့ဟေးဝရန်ရဲ့ဖခင်ပြောပြချက်အရဒီ6ပွဲစလုံးရဲ့ကုန်ကြစိတ်အလုံး3000တန်းဝင်းကျင်လို့ခန့်မှန်းရတဲ့ပမာဏကိုသတို့သားမိဘဘက်ကပဲတဦးတည်းလုံးဝတရားရဂိုင်းတော့တာဝန်ယူပြီးတော့အကုန်ကြခံခဲ့တာဖြစ်တယ်လို့သိရပါတယ် ဒရုသမီးဘက်ကတပြားတစ်ချက်မှစိုက်ထုတ်စရာ မလိုခဲ့ပဲတားရှင်ဘက်ကစိုက်ထုတ်နိုင်ခဲ့တာကတကယ့်ကိုရှားပါတဲ့လူကြီးလူကောင်စံမှုသဘောထားချင်းမှုပါပဲဒီတပ်ပူပြီးတော့အင်ဟောစရာကောင်းတာကလက်ဖွဲ့ငွေကိစ္စပါနိုင်ငံကျော်ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်တဲ့ဟင်းဝင်ရဲနဲ့ဆိုဖီသင်းတို့ရဲ့ဒီလိုခမ်းနားတဲ့မင်္ဂလာပွဲကြီးတွေမှာလာရောက်ကြတဲ့ဧည့်သည်တော်တွေအနုပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေစီကနေရတဲ့လက်ဖွဲ့ငွေဆိုတာနည်းနည်းတော့တော့မဟုတ်ပါဘူးတိန့်ထောင်ချီတောင်းချီရှိနိုင်ပါတယ်မြန်မာဒလိအရဆိုရင်ပွဲလုပ်ပေးတဲ့သူက ံကြားဆေးတွေကိုကမင်းအောင်လက်ဖွဲ့ငွေကိုပြန်ယူလိရှိကြပါတယ်။ဒါပေမဲ့ဟင်းဝင်းရဲ့ရမီးပါဦးဝင်းကိုရိုဇနီးမောင်နိုင်ကတော့ဒီလက်ဖွဲ့ငွေကိုတပြားတစ်ဆက်ကိုမှပြန်မယူဘဲနဲ့သူတို့သမီးဆိုပြည့်တဲ့စဉ်တို့မိသားစုဘက်ကိုအကုန်လုံးလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ သူတို့ဘက်ကကုန်ကြစိတ်တွေကိုလုံးဝမျှော်ကိုးခြင်းမရှိဘဲနဲ့တားနဲ့ချွေးမအတွက်စစ်မှန်တဲ့မြေတားတတက်နေပေးဆက်ခဲ့တာကိုတွေ့ရပါတယ်။ဒါတင်မကသေးပါဘူးမိဘဝတ္တရားခြေပေါ်နဲ့အနေနဲ့တားနဲ့ချွေးမအတွက်သိန်းပေါင်းတောင်းချီတန်ဖိုးရှိတယ်။သုံးသက်သားအင်ကြီးတစ်လုံး၊ကားရတနာပစ္စည်းတွေနဲ့တည်တံ့ထက်ပြီးတော့လက်ဖွဲခဲ့ပါသေးတယ်။ဦးဝင်းကကသူ့ရဲ့ချွေးမဆိုပြသစဉ်ပေါ်မှာဆိုပြလေးကသူ့ဘဝမှာတယောက်တည်းကိုပဲချစ်ပြီးတော့ဒီတယောက်တည်းနဲ့ပဲအိမ်ထောင်ပြုတဲ့မိန်းမမြတ်ပါဆိုပြီးတန်ဖိုးထားချီးကျူးစကားဆိုခဲ့ပါသေးတယ်။ဒီအချက် ီကိုကြည့်မယ်ဆိုရင်ဟေးဝီရရဲ့မိဘတွေဟာစန်းသာကြွယ်ဝရုံတသက်မဟုတ်ပဲစိတ်ထားပိုင်းဆိုင်ရာမှာလည်းအရန်ကိုအဆင့်အတန်းမြင်မာပြီးတော့တာသမီအဖို့မှာတာဝန်ခြေပွန်လုံးနဲ့မိဘတွေဆိုတာညင်းစရာမရှိပါဘူး။ဆိုပြတဲ့စဉ်လိုလိမ္မာရေးကြရှိတဲ့မင်းသမီးလေးအတွက်ဒီလိုတံမိုးထားတတ်တဲ့ရောက်ခမတွေနဲ့စုံတွေ့ရတာကတကယ့်ကိုအကန့်ကောင်းမှုပါပဲ။ဒါကြောင့်လည်းဆိုပြတဲ့စဉ်ကိုအားလုံးကအားကျနေရတာပါ။ကဲပရိသတ်ကြီးတို့ရောကုန်ကျစရိတ်တွေအကုန်ခံလက်ဖွဲ့ငွေတပြားမှမယူတဲ့အပြင်အိမ်ပါထပ်ပေးခဲ့တဲ့ဥဝင်းကိုတို့လိုရောက်ကတိမျိုးကိုလိုချင်မိကြ ြလားကိုရင်ကရောကိုရဲ့သားသမီးအပေါ်မှာဒီလိုထောက်ပံ့ပေးနိုင်ဖို့စိတ်ကူးရှိကြလားမိမိတို့ရဲ့အမြင်တွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်